နည်းနည်းပြောမယ်နော်အခုတလောမကြမကြာလိုင်းပေါ်မှာတွေ့နေရတာကအဖေနဲ့စကားမပြောတာဘလောက်ကြာပြီးအမေနဲ့စကားမပြောတာဘလောက်ကြာပြီးအဲ့လိုတွေတွေ့လာရတယ်ဖေကိုမုန်းတယ်အမေကိုမုန်းတယ်ပေါ့လေနော်အဲ့လိုမလုပ်ပါနဲ့ကျွန်တော်မှာအဖေလည်းမရှိတော့အမေလည်းမရှိတော့သားသမီးလည်းမရှိဘူးအခု ပြောတာကအဖေတွေအမေတွေရဲ့ကိုစားနေနဲ့ပြောပေးတာပါကျွန်တော်အဖေနဲ့အမေကိုတွေ့ချင်တယ်ဆိုရင်တလားတခါအဖေနဲ့အမေရဲ့အုတ်ဂူကိုကြည့်ပြီးတော့သွားကြတော့ပါတယ်အဲ့လိုသွားကြတော့တဲ့အခါမှာအဖေနဲ့အမေဟာဒီထဲမှာရှိနေတယ်ဆိုတဲ့အသည့်လေးနဲ့ငွေထွေးမှုကိုယူပြီးတော့ အခုလိုအခက်အခဲမြောက်များစွာကြုံတွေ့နေတဲ့ကတ်သုံးပါဆုံနေတဲ့အချိန်မှာမိမိရဲ့ကိုယ်ကိုအာမွေဖို့တတ်တိမွေဖို့အဖေအမေတွေရဲ့စွန့်အင်စွန့်အားတွေကအဖေမေတို့မရှိပေမဲ့အရင်ကပြောခဲ့တဲ့စကားတွေနဲ့ဘဝမှာရပ်တည်နေပါတယ်ဒါကြောင့်မို့လို့ TikTok ပေါ်ကသားတွေသမီးတွေကိုအဖေမေတွေရဲ့ကိုစား ပြောလို့ဒါကတော့အဖေအမေတွေကိုစိတ်မဆိုးကြပါနဲ့စိတ်မကောက်ကြပါနဲ့စကားပြောပေးကြပါအဖေနဲ့အမေကိုနေ့စဉ်နေ့တိုင်းကြတော့ပေးကြပါလို့ပြောကြတာတိုက်တွန်းလိုက်ပါတယ်သားသမီးတွေအားလုံးမိဘကျေးဇူးကိုသိပြီးတော့မိဘမိဘကျေးဇူးကိုဆက်တဲ့သားကောင်းသမီးကောင်းယတနာများ ဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒီတကကြီးကစေတနာနဲ့တတိပေးသွားတာเนาะဒါလည်းမှတ်သားထားသင့်ပါတယ် တချို့မိဘတွေအပေါ်မှာမမာနတွေထားပြီးတော့မခေါ်မပြောနိုင် ဖြစ်နေတဲ့သားသမီးတွေရှိတယ်။ဒါဟာမဖြစ်သင့်ပါဘူးเนาะ။ပကထာဝကတန်ယုတ်ပါဠိတော်ဗြမဏတန်ယုတ်ဥပါတကဝတ်မာနဒတ္တတုံမှာမြတ်စွာဘုရားကမိခင်ဖခင်အကိုအမဆရာသမားယဟန္တာစတဲ့သူတော်ကောင်းတို့အပေါ်မှာမမာနမထားကောင်းဘူးလို့ဟောကြားတော်မူပါတယ်။ ဲ့ဒီလိုမမာနမထားကောင်းတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမမာနထားပြီးတော့မခေါ်မပြောနိုင်တွေဖြစ်နေမယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်တွေဟာကြီးပွားချမ်းသာမှာမဟုတ်ပါဘူးเนาะတန်ကောင်းလို့ကြီးပွားချမ်းသာစေအောင်တော့စိတ်ဆင်းရဲမှုတွေနဲ့အမြဲတမ်းတွေ့ကြုံနေရမှာဖြစ်ပါတယ်ဒါကြောင့်မမာနမထားတဲ့မထားထိုက်တဲ့မိခင်ဖခင်တို့အပေါ်မှာမမာနတွေထားပြီးတော့မခေါ်မပြောနိုင်တွေမဖြစ်ကြပါနဲ့လို့တတိပေးလိုက်ပါတယ်เนาะမင်္ဂလာပါဖုံဖုံဖေးရား ယဟန်တော်များနွားလှဲစည်းကောင်းပါသလားဖေယားအများသိရအောင်အပီပြန်ပြီးဖြေချပြီးတော်မူပါဖေယားတဲ့ယဟန်တော်တွေနွားလှဲမြင်းလှဲစည်းတာနဲ့ပတ်သက်လို့အာဘတ်နှမျိုးရှိပါတယ်အဲ့ဒီအာဘတ်နှမျိုးကဘာတွေလဲဆိုရင် ပါစိတ်အာဘတ်နဲ့ဒုက္ခအာဘတ်ပဲဖြစ်ပါတယ်ဘိက္ခုနီစတုပါဟနာဝတ်ယာနသိက္ခာပုတ်မှာမနာမဖျားပဲရှင်ဖြစ်သွားသောဘိက္ခုနီမသည်ပါစိတ်အာဘတ်တင့်စေဆိုပြီးပြည့်ညတ်တော်မူထားပါတယ် ဒါကြောင့်ပါစိတ်အဘတ်ဟာ အမျိုးသမီးဘိက္ခုနီမတွေကိုပြညတ်တဲ့သိခါဖို့ဖြစ်ပါတယ်။မဟာဝါဓမ္မကန္တကပါဠိတော်မှာမနာမဖျားပဲရှင်ဖြစ်သွားသောဘိက္ခုယဟန်သည်ဒုက္ကအဘတ်တင့်စေဆိုပြီးပြညတ်တော်မူထားပါတယ်။ဒါကြောင့်ဒုက္ကအဘတ်ဟာအမျိုးသားယဟန်တွေကို ပြညတ်တဲ့သိခါဖို့ဖြစ်ပါတယ်။အခုခေတ်မှာအမျိုးသမီးဘိက္ခုနီမတွေမရှိတဲ့အတွက်အမျိုးသမီးဘိက္ခုနီမတွေကိုပြညတ်တဲ့သိခါဖို့ကအကျုံးမဝင်တော့ပါဘူးနော်။ အမျိုးသားယဟန်တွေကတော့ရှိနေသေးတာကြောင့်အမျိုးသားယဟန်တွေကိုပြည့်ညတ်တဲ့သိခါဘုတ်တွေကတော့အကျုံးဝင်နေသေးပါတယ်။ဒါကြောင့်ယဟန်တော်များနွားလဲမြင်းလဲစတာတွေကိုစီးမယ်ဆိုရင်ဒုက္ခအပတ်တင့်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖရာကြောက်စိမ့်ဖရာကို အိမ်မှာကိုးကွယ်မကောင်းဘူးလို့ပြောကြတယ်။ဟုတ်ပါသလားဖြေပေးပါတဲ့။အဲ့ဒါကလောကီဆရာတွေရဲ့အယူအဆတွေနော်။ဝိမာနဝိထုပါဠိတော်မှာ ိဋ္ဌံတေနိဗ္ဗုတေစာပိတမေစိတ်တေတမံဖလံစေတောပဏိတိဟေတုတိတတ္တကိသံတိပုဂ္ဂတိံလို့ဟောကြားထားပါတယ်အဘိဓေကတတ်တော်ထင်ရှားဖျားရှင်ကိုဖြစ်စေပရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖျားရှင်ကိုဖြစ်စေဖျားရှင်အားရည်မှန်းပြီးထုလုပ်ကိုးကွယ်ထားတဲ့စေတီပထိုးရုပ်ွားစိန္ဒုတော်များကိုဖြစ်စေတူညီတဲ့တရားတရားနဲ့ကိုးကွယ်စုတတ်မယ်ဆိုရင် တတ်တော်ထင်ရှားဖျားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူပဲလို့ဆိုလိုခြင်းဖြစ်တယ်နော်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်တွေဟာဖျားယူပွားစင်တုတော်တွေကိုကိုးကွယ်စည်းကပ်တယ်ဆိုတာဟာတတ်တော်ထင်ရှားဖျားရှင်ကိုယိမှန်ပြီးကိုးကွယ်စည်းကပ်တာဖြစ်တဲ့အတွက်တစ်သားနဲ့ထုထားလဲဖျားပဲနော်ကြောက်နဲ့ထုထားလဲဖျားပဲဘာနဲ့ပဲထုထုဖျားရှင်ကိုယိမှန်ပြီးကိုးကွယ်တာဖြစ်တဲ့အတွက်ကိုးကွယ်ကောင်းတယ်နော်အဲ့ဒါကိုနားမလဲပဲနဲ့ လောကီဆရာတချို့ကကြောက်စင်းသူဖရာမကူးကွယ်ကောင်းဘူးလို့ပြောတာဟာအသိဉာဏ်မရှိလို့ပြောတာသာဖြစ်တယ်နော်အဲအရာတွေကိုဦးဇင်းတို့ကတိုက်ပြီးတော့ယုံကြည်မနေပါနဲ့ဖရာကူးကွယ်တာဟာဘာသားနယ်ပဲထုလုပ်ပြီးကူးကွယ်ကူးကွယ်ကောင်းကျိုးပဲဖြစ်ပါတယ်ကိုယ်လည်းကူးကွယ်ကောင်းပါတယ်နော်ဦးဇင်းကို မျက်မှန်နဲ့အကောင်တကောင်ဗလိမ့်နေတာသိပါသလားတဲ့မသိပါဘူးနော်ဦးဇင်းကကိုယ်အလုံးနဲ့ကိုယ်ဖြစ်နေတဲ့အတွက်ဒါကတော့မှန်မှ သိတာပါ ဒဂါတော်ရဲ့မန့်ကိုအကြောင်းမပြန်ခင်မှာဥစဉ်ကုတီတွတ်တက်လိုက်ပါသေးတယ်။ကုတီတက်ပြီလို့ပြန်လာမှအခုဒဂါတော်ရဲ့မန့်ကိုအကြောင်းပြန်တာပါနော်။ကုတီတက်တယ်ဆိုတာကတော့ဘုန်းကြီးတွေရဲ့အသုံးနှုံးပေါ့။လူတွေရဲ့အသုံးနှုံးနဲ့သုံးမယ်ဆိုရင်အင်တာတက်တယ်ချိပါတယ်ပေါ့။ဒဂါတော်ရဲ့မန့်ကိုဘာကြောင့်ချက်ချင်းအကြောင်းမပြန်တာလဲဆိုရင်အဲ့ဒီလူပလိမ့်တဲ့ကိစ္စဟာချိပါတဲ့ကိစ္စလောက်အရေးမကြီးလို့ပါနော်။ ်ရှိပါတဲ့ကိစ္စလောက်အရေးမကြီးတာကိုအရေးတကြီးလုပ်ပြီးအကြောင်းပြန်နေမယ်ဆိုရင်ရှိပါချင်းတောင်ရှိမှာမဟုတ်ပါဘူးเนาะဒါကြောင့်ရှိပါတဲ့ကိစ္စလောက်အရေးမကြီးတာကိုဦးစင်းတို့အနေနဲ့အာယုံဆိုင်ပြီးအကြောင်းပြန်နေမှာမဟုတ်ပါဘူးเนาะသူ့ဘာသာသူတဲ့တလောက်ပလိမ့်ပါစေအချိန်တိုင်းရင်ညောင်းပြီးရက်သွားပါလိမ့်မယ်ကိုစိတ်နှစ်ပါးကျမ်းမှချမ်းသာပါစေအရှင်ဖေယလူတွေကဘာလို့ဆင်းရဲနေတာလဲဖေယ ဖြည့်ပေးတော်မူပါဖရာတဲ့အင်္ဂုတ္တရနိကေဂေါတမိဝတ်ဒီကဇာနုတုံမှာတခါတပါး၌မြတ်စွာဘုရားသည် ကကရပတ္တမီတဲ့ပောလိယနိဂုံးမှာတရင်သုံးတော်မူနေစဉ်ဒီကဇာနုအမိရှိတဲ့ပောလိယမင်းသားတယောက်ဟာဘုရားထံရောက်လာပြီးတော့မြတ်စွာဘုရားပိဿုပံជីវਾချမ်းသာကြောင်းတရားနဲ့တန္တရာជីវਾချမ်းသာကြောင်းတရားများရှိပါသလားလို့မေးလျှောက်ပါတယ်အဒီမှာတော့မေးခွန်းနဲ့ပတ်သက်တဲ့ ပိဿုပံကြီးပွားချမ်းသာကြောင်းတရားကိုပဲဥသင်ပြောပါမယ်နော်အဲ့ဒီခါမှာမြတ်စွာဘုရားကဒီကသာနုရှိပါတယ်ပိဿုပံမှာကြီးပွားချမ်းသာခြင်းတယ်ဆိုရင်တိဥဋ္ဌာဏတံပရာထကြွလုံလမှုရှိရမယ်ထကြွလုံလမှုရှိုံနဲ့ရပြီလားမရသေးပါဘူးဓက္ခလုပ်ငန်းကျွမ်းကျင်မှုလည်းရှိရမယ်အနာလတဇွဲကောင်းမှုလည်းရှိရမယ်ဥပါယဝိမန္တနည်းပညာလည်းရှိရမယ်တဲ့နှစ်အရက္ခတံပရာ ရှာဖွေလို့ရရှိလာတဲ့ပစ္စည်းဥစ္စာတို့ကိုလည်းအလေအလွင့်မရှိအောင်ကောင်းစွာထိန်းသိမ်းစောင့်ရှောက်တတ်ရမယ်တဲ့။၃ကလျာဏမိတ္တတံ္မာမိကောင်းဆွေကောင်းတို့ကိုလည်းကောင်းစွာပေါင်းသိမ်းဆက်ဆံတတ်ရမယ်တဲ့။၄တမ္မဇီဝိတာတံ္မာဝင်ငွေနဲ့ထွက်ငွေကိုလည်းမျှတစွာသုံးစွဲတတ်ရမယ်တဲ့။ဒီတံ္မာ၄ချက်နဲ့ညီအောင်ကျင့်နိုင်မယ်ဆိုရင်ယခုပိဿုပံမှာကြီးဝါချမ်းသာလိမ့်မယ်လို့ခေါ်ကြတော်မူပါတယ်။ဒါကြောင့်လူတွေဟာ ။ဘာကြောင့်ဆင်းရဲနေတာလဲဆိုရင်ဤတံ္မာရာလေးချက်နဲ့ညီအောင်မကျင့်နိုင်လို့ဆင်းရဲနေတာဖြစ်တယ်ဟုမှတ်သားထားရမှာဖြစ်ပါတယ်။ပိဋကတ်၃ပုံအကျဉ်းဟောကြားပေးတော်မူပါဖေယ။ဝီနီးတုတ်တံအဘိဓမ္မာဆရာတော်ကျမ်းမာပါစေတဲ့။ဒီမိခွန်လေးကမေးတင်တဲ့မိခွန်ပါနော်။ဘာကြောင့်မေးတင်တဲ့မိခွန်လို့ပြောရတယ်လဲဆိုရင်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင် အများစုဟာ ပိဋကတ်၃ပုံလို့သာပြောနေကြတာပိဋကတ်၃ပုံကိုသိတဲ့သူနဲပါတယ်ဒါကြောင့်ပိဋကတ်၃ပုံဟာဘာတွေလဲဆိုတာကိုဖြည့်ပေးလိုက်ပါတယ်เนาะပိဋကတ်၃ပုံသည်တုတ်တံဝီနီအဘိဓမ္မာဟူ၍ဖြစ်ပါတယ်ပိဋကတ်၃ပုံသည်ပါဠိတော်အားဖြင့်စာအုပ်ပေါင်း40ရှိပါတယ်အထာကထာအားဖြင့်50တအုပ်ရှိပါတယ်တိကာအားဖြင့်26အုပ်ရှိပါတယ် စုတ်တန်သည်23ဥရှိပါတယ်။ဝီနီးသည်5ချမ်းရှိပါတယ်။စာဥအားဖြင့်5ဥရှိပါတယ်။အဘိဓမ္မာသည်9ချမ်းရှိပါတယ်။စာဥအားဖြင့်12ဥရှိပါတယ်။စုတ်တန်23ဥသည် သုတ်တိလက္ခဏ၊သုတ်မဟာဝါ၊သုတ်ပါထေယဟူ၍ဖြစ်ပါတယ်။စာဥအားဖြင့်23ဥရှိပါတယ်။ဝီနီး5ချမ်းသည်ပါရာဇိက၊ပါစိတိယ၊သုလဝကမဟာဝက ပရိဝါဒဟူ၍5ချမ်းရှိပါတယ်။ အုပ်အဖြစ်၅အုပ်ရှိပါတယ်။အဘိဓမ္မာ9ကျမ်းသည်ဓမ္မသင်္ကနီဝိဘင်းဓာတုကထာဥက္ကလပြညတ်ကထာဝိထုယမိုက်ပဋ္ဌာန်းဟူ၍9ကျမ်းရှိပါတယ်။စာအုပ်အဖြစ်၁၂အုပ်ရှိပါတယ်။အာလုံးပေါင်းလိုက်မယ်ဆိုရင် ကျမ်းစာအုပ်ပေါင်း၁၃၈အုပ်ရှိပါတယ်။အဆိုပါ၁၃၈အုပ်ပြီးပင်လျှင်ပိဋကတ်၃ပုံဖြစ်ပါတယ်။အရှင်ဖရာယဟန်တော်တွင်အနေဖြင့် တကိုးပြလို့မရဘူးဆိုတာမှန်ပါသလားတဲ့မှန်ပါတယ်နော်အရှင်ပိန်ဒေါလာမထေတကိုးပြတာကိုအကြောင်းပြုပြီးယဟန်တော်တွေတကိုးမပြရလို့မြတ်စွာဘုရားကဝီနီးသိခါဖို့ထုတ်ပြန်ထားတဲ့အတွက်ယဟန်တော်တွေတကိုးပြခွင့်မရှိပါဘူးတကိုးကလည်း၃မျိုးရှိပါတယ်တကိုး၃မျိုးကဘာတွေလဲဆိုရင်အိဒီပါတီဟာရိယယေရှုမူပြန်၍အမျိုးမျိုးဖန်ဆင်းတော်တကိုးနှစ်အာဒေသနာပါတီဟာရိယ သူတစ်ပါးဤစိတ်ကိုပြောပြသောတကူ၃အနုတာတနီပါတိဟာရိယတုံသင်ဆုံးမသောတကူတို့ဖြစ်ပါれဖော်ပြပါတကူ၃မျိုးထဲမှာယဟန်တော်တွေဟာအဋ္ဌိပါတိဟာရိယတကူနဲ့အာဒေသနာပါတိဟာရိယတကူ၂မျိုးကိုပြခွင့်မရှိပါဘူးအနုတာတနီပါတိဟာရိယတကူကိုတော့ပြခွင့်ရှိပါれဘယ်လိုအခြေအနေမှာတော့ပြလို့ရလဲဒါမှမဟုတ်လုံးဝပြလို့မရတာလားဖရာတဲ့ ဒဂရကာမတွေအသက်ဘေးအန္တရာယ်နဲ့ကြုံတွေ့တဲ့အခါမျိုးမှာတကူပြပြီးကယ်တင်မရမယ်ဆိုရင်တကူပြခွင့်ရှိပါတယ်။ဖះရှင်လက်ထက်တော်အခါကဒီသားစုတစုကိုတကူဓမြတွေကတပ်ဖို့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အဲ့ဒီအကြောင်းအရာကိုယဟန်တပါတိတဲ့အခါမှာအိဒီပါတိဟာရိယတကူဖြင့်စစ်တဲ့အပြင်ဖမ်းဆင်းပြီးတကူဓမြတွေကို၆နိုင်၍ဒီသားစုဝင်တွေကိုတည်တင်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာကိုယဟန်တော်အချို့သိတဲ့အခါမှာ ဤယဟန်သည်တကိုးပြတဲ့အတွက်အာဘက်မတင်ဘူးလားဖေယားဟုဖေယားရှင်ထံမေးမြန်းလျှောက်ထားတဲ့အခါမှာဖေယားရှင်က သူမကယ်ရင်အင်မီသားစုတွေတေမာဖြစ်တဲ့အတွက်အာဘက်မတင်ပါဘူးလို့ဖြေကြားတော်မူပါတယ်။ဤလိုအခြေအနေအခါမျိုးမှာဆိုရင်တော့တကိုးပြပြီးကယ်တင်လို့ရပါတယ်။မေးလျှောက်လိုပါသည့်အရှင်ဖေယားကိုရင်ကြီးတစ်ပါးဟာယဟန်ရောင်ဆောင်၍ယဟန်များနှင့်စွမ်းအတူဖုံးပေးခြင်းယဟန်များနှင့်ဒေသနာကြားခြင်းအမှုကို ပြုခဲ့ပါသည်တဲ့ယဟန်တွေဆောင်ထင်းရတဲ့ပါရာစီက၄ပါးဆိုတာ ရှိသလိုကိုရင်တွေဆောင်ထင်းရတဲ့ပါရာစီက၄ပါးဆိုတာလည်းရှိပါတယ်ကိုရင်တွေဆောင်ထင်းရတဲ့ပါရာစီက၄ပါးထဲမှာ ကိုရင်ဟာယဟန်အတွင်ခိုး၍ယဟန်များနှင့်ဒေသနာကြားခြင်းယဟန်များနှင့်ကံကြီးကံငယ်ဆောင်ခြင်းအမှုတို့ကိုမလုပ်ရဘူးဆိုတဲ့အချက်ပါပါတယ်အဲ့ဒီလိုလုပ်မယ်ဆိုရင်အဲ့ဒီကိုရင်ဟာပါရာစီကကြပါတယ် ယခုမေကွန်းပန်ရှင်ရဲ့မေကွန်းတဲကကိုရင်ကြီးဟာယဟန်ရောင်ဆောင်၍ယဟန်များနဲ့စွန့်တူဖုံပေးခြင်းယဟန်များနဲ့ဒေသနာကြားခြင်းအမှုကိုလုပ်တယ်ဆိုတော့အဲ့ဒီကိုရင်ဟာပါရာစီကကြာနိုင်ပါတယ်အရှင်ဖေယကိလေသာတွေကင်းစင်သွားရင်ဘာဝေကျွေးမှဆက်เสียရမလို့တော့ဘူးလို့တပြည့်တော်ကြားဖူးပါတယ်ဖေယအဲ့ဒါဆိုမြတ်စွာဘုရားကဘာကြောင့်ဝေကျွေးဆက်ရတာပါလဲတဲ့ ပရိနိဗ္ဗာန်၃မျိုးထဲမှာကိလေသာပရိနိဗ္ဗာန်နဲ့ခန္ဓာပရိနိဗ္ဗာန်ရဲ့လို့ပါပါတယ်။ဖရာယဟန္တာများသည်တရားထူတရားမြတ်များရလို့ကိလေသာများကင်းစင်၍ကိလေသာပရိနိဗ္ဗာန်စံပြီးကုန်တော်လဲခန္ဓာပရိနိဗ္ဗာန်မဆိုင်ရသေးလျင်ဝိကျွေးများရှိပါကပြည့်စက်ရပါတယ်။မြတ်စွာဘုရားသည်ကိလေသာကင်းစင်၍ကိလေသာပရိနိဗ္ဗာန်စံပြီးတော်လဲပိဿုပ္ပံမှာခန္ဓာပရိနိဗ္ဗာန်မဆိုင်ရသေးတာကြောင့်ဝိကျွေးများကိုပြည့်စက်ရခြင်းဖြစ်ပါတယ်။